အားလုံးပဲမင်္ဂလာပါကန်းကြေချစ်သူတို့ရေဒီနေ့တော့ကဘာပေါ်မှာရှိတဲ့အနာဆုံးလို့တတ်မှတ်ခံထားရတဲ့ကန်းကြေ၃ခုအကြောင်းပြောပြပေးသွားမှာပါခရီးသွားဖို့စိတ်ကူးနေတယ်ဆိုရင်ဒါလေးတွေကတင့်ကိုစိတ်ဝင်စားစေမှာပါပထမဆုံးကတော့မော်တိုက်ပါကြည်လင်နေတဲ့ရေပြပြတွေတနာကြောက်တန်းတွေနဲ့ရေပေါ်ဘန်ဂလိုလေးတွေက သူ့ရဲ့အမှတ်သားပါပဲရေအောက်ကဘာကိုစူးစမ်းကျင်သူတွေအတွက်လဲအကောင်းဆုံးနေရာတစ်ခုပေါ့ တကယ်ကိုအပန်းဖြေဖို့အသင့်တော်ဆုံးပါပဲနောက်တစ်ခုကတော့ပြင်သစ်ပိုလီနီရှားကဘူရာဘူရာပါကြောက်တောင်ကြီးကို နောက်ခံထားပြီးစိမ့်ပြရောင်ရေပြင်နဲ့ရေပေါ်အိမ်လေးတွေကပကြီကားတစ်ချက်လိုပါပဲဟန်နီမွန်းထွက်ဖို့ပဲဖြစ်ဖြစ်အထူးအမှတ်တရခရီးစဉ်အတွက်ပဲဖြစ်ဖြစ်ရွေးချယ်တဲ့နေရာပါတတိယတစ်ခုကတော့ဩစတြေးလျကဝိုက်ဟေဗင်ကမ်းခြေပါ သူ့ရဲ့ထူးခြားချက်ကတော့ 68ရာခိုင်နှုန်းတန့်စင်တဲ့စီလီကာသဲဖြူတွေပါပဲအဲ့ဒီသဲတွေကအရန်လူညံ့ပြီးပူလဲမပူပါဘူးဒီကန်းကြီးရဲ့တဘာဝအလှကတကယ်ကို အမခံပါပဲခဲတာတွေကတော့ကဘာအနာဆုံးလို့နာမည်ကြီးရဲ့ကန်းကြီး၃ခုအကြောင်းပဲဖြစ်ပါတယ်ဘယ်ကန်းကြီးကိုအရောက်သွားခြင်းဆုံးလဲဆိုတာပြောပြခဲ့ပါအောင်တော့နောက်ထပ်ဘလူခီးသွားအကြောင်းအရာတွေကိုသိကျင်သေးလဲဆိုတာလည်းမှန်းခဲ့လို့ရပါတယ်အားလုံးပဲပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ